7 July လာ Lucky 7ကံကောင်းခြင်းများစွာအားလုံးပိုင်ဆိုင်နိုင်ပါစေအခုတနင်္ဂနွေသားသမီးများရဲ့ကံကြမ္မာကံစားတာကျွန်တော်များပုံနဲ့တော်ပြီးနေလက်ခပညာရရာဒီဂျိုခွင်နော်ဩစာစားတာအားလုံးဂျိုစိဂျုံလေးနဲ့ဆက်ဆက်တဲ့အခိုင်အမာဆိုလို့ရှိရင်တနင်္ဂနွေသားသမီးများဟာရသံတတိညာပညာတို့ပေါင်းစပ်ပြီးအောင်မြင်မယ်မွေးဖြူရေလုပ်ငန်းစားတောက်ကုန်လုပ်ငန်း ုံစီစီပွားရောင်းရွယ်ရဲ့ကိစ္စတွေအောင်မြင်နိုင်တယ်။သို့တော့အိမ်တွင်းမိသားစုရဲ့အချို့ကိစ္စရက်တွေဖြေချင်းနိုင်စွာအားနဲ့တတ်တယ်။ဂျွန်လိုင်းလာခုနလာပိုင်းရှိရမ23ရက်အတွင်းကတော့တော်တော်လေးကောင်းကျိုးပေးမယ်။တန်ငွေကြိုးပြောင်းနေရာသီခွင့်ကအပြောင်းလဲတွေကောင်းသောအကြောင်းတရားကောင်းသောအကျိုးကျေးဇူးတော်ဖြစ်ထောင်းမယ်။ တန်နင်းကလေးကျော်ကရကရသိရောက်ရှိသွားပြီဆိုရင်တော့တော်တော်လေးလုံရေးကန်ရေးတွေခံရမယ်ဆက်ကွန်၁၈เนาะဂျွန်လိုင်၁၈ပိုင်းညမှာဆိုတော့တော်တော်လေးစိတ်ချမ်းသာတာတွေပေါ်ပေါက်မယ်ငွေကြေးကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်လုံငန်းရေးနဲ့ပတ်သက်ပြီးအတိတ်အဆောင်ဖြစ်နေတဲ့ကိစ္စတွေအများကြီးတက်မှတ်သွားမယ်နန်းနေလေးသတိထားပြရမှာကစိတ်မြန်လက်မြန်ဒေါသမြန်ပြီးတော့လာအောင်ငယ်သားပေါ်တွေသားသမီးပေါ်မှာပြောမိပြောရ စိတ်လို့ကိုလို့ပြောဆိုတတ်တဲ့ကိစ္စရဲ့မျိုးကိုတတိထားမယ်အပြောမာတာတွေတဏှာဖြင့်မလိုလားအပ်တဲ့ကိစ္စတွေဇကားအရှိတင်ဖြစ်ရတာစိတ်ဆင်းရဲတောက်ကစိတ်အလောက်ချက်ဖြစ်ရတာလေးတွေအထုတ်ကရူးဆိုင်ပေးကိုစားနေတဲ့မေတ္တာရက်ခံချက်ပါလေဇကားအညာခေါတတနာပရိပခအထုတတိပြုရမယ်ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့စိတ်ဝမ်းခွဲတာတွေကြုံညာတတ်တဲ့ငါတလဖြစ်နေပါလေ အိမ်ောင်တည်းများအိမ်ောင်ကြီးအိမ်ောင်ကံပါဆိုရင်အိမ်ောင်ကြီးအတင်းမြတ်ပဲအိမ်ောင်ကြီးကံကြမှာအိမ်ောင်တည်းများအိမ်ောင်ရှင်များကိုအိမ်ောင်ကြီးကောင်းမွန်ခြင်းအရှိရေးနှလုံးသားကြီးစားတာတင်းတင်းမြတ်တာပြီးအတင်းတက်ကောင်းမွန်တဲ့အရှိရေးအိမ်ောင်ရေတို့ရောက်ရှိစင်နဲ့လာလေးတလကောင်းကျိုးပြုမှတ်အချိန်ခါလေးဖြစ်တယ်လို့စနေနဲ့တင်ပြမရစေနော် အခုစားနေတဲ့ဇာတာဆဆတာစီပိုင်းလုပ်ငန်းမှာဆိုလို့ရှိရင်စိုက်ပျိုးရေးတို့နဲ့ပတ်သက်တာမွေးဖြူရေးတို့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအများကြီးအောင်မြင်နိုင်တယ်။စားတော့ကုန်စီတွေနဲ့ပတ်သက်တာတွေအများကြီးကောင်းကျိုးပြုမဲ့လာလေတလားဖြစ်နေတယ်။ဓာတိပြုပေးရမှာကမိသားစုရေးစိတ်ဝမ်းပွဲတာတနည်းဖြင့်စိတ်အခမ်းမတန်းတာတွေပြဿနာပရိပခလေးတွေကိုတော့တရေထားနိုင်ဖို့ဓာတိပြုပေးဖို့စားနေတဲ့အထုမြတ်တာရက်ခံတယ် လူမြေကိစ္စရက်တွေစိတ်ပန်းလူပန်းတွေဖျားတတ်တဲ့ဖိမကွန်ကြီးဆောင်ရပေးရတာလေကြုံညာဆုံညာတတ်တယ်တတိပြုပေးရမှာကစိတ်ပန်းလူပန်းတွေဂျာနေအောင်မြင်မှုလေးတွေဖော်ဆောင်လာလိမ့်ခုနလာခရအတွက်ကတော့တနည်းငယ်နေသားသမီးအတွက်အသက်တင်ညာတာ အောင်ကျိုးပြုစိတ်ကြားမိုင်မှာဆိုလို့ရှင်တော့အစုံနှလုံးသွင်းနဲ့ပတ်သက်တာအကျုံမပြောချောင်းစုပ်ရင်ကျက် ဖြားနာအေးပတ်တာတတိထားရမယ်ရေစိမ်ရေရှိုးတာတွေတနည်းဖြင့်အေးအေးမိတာတွေနော်ထို့အစိပ်ပိုင်းထို့ကြားမှအခန့်ကာဏပိုင်းကောင်းကျိုးပြုချက်အာနဲ့တနည်းဖြင့်အရာကာလာလေးတွေကောင်းကျိုးဖြုတ်စေမှာကောင်းကျိုးပေးတဲ့အကြောင်းလေးတွေဆိုရင်အစိမ်းရောင်စိမ်နှူးရောင်ဖြူသွဲရောင်ဆိုတဲ့အရာကာလာလေးတွေအကျိုးပေးမယ်အရှိရဲ့မြောက်ဖက်နဲ့ပတ်သက်ပြီးတော့ကောင်းကျိုးတွေ ခံစားရမယ်။နင်းနံအဖြစ်တော့ဒီဂျွန်လိုင်လာမှာအင်္ဂါသာသမိစနေသာသမိနံတဟဆတစိတ်တဘောတာတိုက်ဆိုင်မှုအားနေပါလေ။စိတ်တဘောကတိုက်ဆိုင်မှုအကျိုးပြုခြင်းနဲတဲ့အတွက်ထို့နင်းနံနှစ်ပတ်ကိုအထုလုပ်ငန်းလှုပ်ဆောင်တာတွေလမ်းမရေးထို့စာချုပ်ချုပ်ဆိုပူးတွဲတနည်းအားဖြင့်ကောင်းတိုင်မြင်ဆွေးနွေးတိုင်မြင်တာမျိုးတွေတရေကျွတ်တဲ့နဲ့ခယူးဆိုင်ပေါ်လုပ်အပ်မယ် ဒါလေးအထုတ်တရီထားပေးဖို့စာအနေနဲ့မြတ်သားရက်ခံတယ်လုပ်ငန်းကြီးရုံနဲ့ပတ်သက်ပြီးတော့စိတ်တကြဆင်းတာမျိုးမဖြစ်ဘဲစိတ်အေးအေးလေးထားပြီးတော့ပုံမော်ပြီးတော့စမ်းစားတွေးတော့စောင့်ရသွားရင်အောင်မြင်မယ်စိုက်ပျိုးရေးမွေးဖြူရေးစားတော့ပုံစီလည်းနဲ့ပတ်သက်ပြီးတော့ကောင်းချိုးတော့ဖြစ်သွားလာမယ်မိမိကံကြမှာမိမိကံစားတာ ကောင်းစေခြင်းကောင်းမွန်ခြင်းများအတွက်အောင်မြင်ခြင်းများရရှိလိုခြင်းအတွက်မွေးနံ့သောမွေးနှင်းများ တန်နင်းငယ်တွေနေတော့ငါကိုင်းငါစိပလတ်လာပါကောင်းချုံများအတွက်ကိုဒိဋ္ဌံပြုရင်တော့ငါရေးတော့အတွက်ဆုတောင်းရင်မွေးနေတန်နင်းငယ်တွေနေများမိမိလုံငါမိမိလုံငါစိပတို့အတွက်တန်နင်းငယ်တွေနေသေးသေးချာချာလေးစကိုပြောမဲ့ချက်တရားလေးကိုရုံရုံကြည်ကြည်ဆောင်ရနိုင်မယ်ဆိုရင်အိမတာကောင်းချုံပြုမယ်တာကူချုံတခွတ်ဖះရှင်တော်မြတ်ကို စွန်တော်ကတ်လို့ပို့ဆောင်ပေးပေးပါတော်မဟုတ်ဖျားစေတီတို့တန်နင်းငွေချိုးတောင်းလိုက်တော့၎င်းဖျားစေတီမှလည်းကတ်လို့ပို့ဆောင်လို့ရနိုင်တယ်မိမိတို့လက်အိမ်မှာလည်းကတ်လို့ပို့ဆောင်ခြင်းအဖြစ်လုပ်ငန်းကိုင်းငံ့စီးပွားလှုပ်ဆောင်မှုများအားလုံးအဆဆအရာရာတန်နင်းငွေသားသမီးများကောင်းကျိုးပြုပါမယ်မကောင်းသောကန်နေနေတဲ့ဂျိုးစေးဂျုံတဲ့အညာနေလည်းပြေပြောက်ပါပြောက်ပါပါလိမ့်မယ် တန်နေငယ်တာသမျှအားလုံးကိုစိတ်ငပ်ပြကြားမှထားတော်တော်မူကြပါစေ။လောရင်ဆန္ဒများတလုံးတော်ပြေဝနိုင်ပါစေလို့စာအနေနဲ့အထုဆုံးမကောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်တန်နေငယ်တာသမျှကြားမှချမ်းသာကြပါစေ။လောရင်ဆန္ဒများတလုံးတော်ပြေဝနိုင်ပါစေလို့အထုဆုံးမကောင်းဆုတောင်းမေတ္တာပို့သအပ်တယ်နော်။